ကမ္ဘာရှင်ရင်ကြီးလို့တင်စားခေါ်ခြင်းခံရတဲ့ဂျူးလူမျိုးတွေဟာကမ္ဘာမှာစီးပွားရေးအလုပ်တက်ဆုံးလူမျိုးဖြစ်တယ်လို့အချမ်းသာဆုံးလူမျိုးလေးဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဂျူးလူမျိုးစုစုပေါင်း၁၆တန်ခန့်ရှိပါတယ်။ကမ္ဘာလူရေရဲ့0.3%မှာဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးတရေတွေထဲမှာဂျူးလူမျိုး90ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ဂျူးတွေဟာအမေရိကန်နိုင်ငံရဲ့လူဦးရေ300ရာခိုင်နှုန်းသာပါဝင်ပေမဲ့အမေရိကန်ရဲ့အချမ်းသာဆုံးလုပ်ငန်းရှင် အုပ်စုတွေမှာ25ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ သူတို့ဘာကြောင့်အလောက်ထိအောင်မြင်ရတာလဲအာလုံးဒီပါကုတုကံကောင်းခြင်းကြောင့်ဖြစ်နိုင်ကြအကြောင်းမရှိပါဘူးစာသူဖြစ်ဖြစ်စောင်းမဖြစ်ဖြစ်သူတို့အောင်မြင်တဲ့လှုပ်ဝဲချက်ကိုပုံဖော်နိုင်လိမ့်မှာမဟုတ်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်စေးပွားရေးကိုအာယုံဆိုင်ပြီးတော့ပုံဖော်တော့မယ်ကျွန်တော်တို့နိုင်ငံရဲ့လူငယ်များအဖို့လိလာတင်ပါလေဒီစာထဲမှာပါဝင်တဲ့အကြောင်းအရာတွေနဲ့သဘောတရားတွေဟာစာဖတ်သူတို့ရဲ့အယူအဆနဲ့ဆန့်ကျင်ကောင်းဆန့်ကျင်ပါလိမ့်မယ်ဒါပေမဲ့လေ့လာတဲ့နေရာမှာတူညီတာကိုယူပြီးမနစ်တက်တဲ့အချက်တွေကိုဖယ်ရှားထားလို့ရပါတယ် ဂျူးလူမျိုးတွေဟာကမ္ဘာမှာစီးပွားရေးအကျွမ်းကျင်ဆုံးလူမျိုးဖြစ်ပါတယ်။တမိုင်းမှာသူတို့ဟာဒေတာဆွဲသိမှရှိပဲရေကြီးရာမျက်နှာရာကိုပြောင်းရွှေ့နေထိုင်လေးရှိပါတယ်။ဒါကြောင့်မို့လို့လေအဖိနေခံရပြီးအပေကံလူမျိုးဖြစ်ခဲ့ဖို့ပါတယ်။တမိုင်းမှာသူတို့ဟာကိုပိုင်မြေမရှိကိုပိုင်နိုင်ငံမရှိတဲ့အတွက်အနှင်ထုတ်ခံရတယ်။အဖိနေခံရတယ်။မြင်ပန်းနှိမ့်ဆက်ခြင်းကို ခံရပါတယ်။ဒါပေမဲ့သူတို့ကစီးပွားရေးမှာအလွန်ကိုထူးချွန်နေတော့စီးပွားရေးရာသူတို့ကို အာကိုရတက်ပြန်ပါလေ အခုကသူတို့ကိုပိုင်နိုင်ငံရှိနေပါပြီသူတို့ဟာအမေရိကန်အပါအဝင်တချို့နိုင်ငံများရဲ့စီးပွားရေးနဲ့နိုင်ငံရေးကိုကင်လွတ်နိုင်နေသေးပါပဲဂျူရီမှာစီးပွားရေးနဲ့ပတ်သက်ပြီးကိုပိုင် EU ဆနဲ့ဥပဒေသားတွေရှိပါတယ်လေးလာကြည့်အောင်ဥပဒေသား၁ပတ်စံအတွက်နဲ့အရက်၄မျက်နှာခရီးသွားပါခရီးသွားတဲ့လူဟာအမြင်ကျဲတယ်အခွင့်အရေးနဲ့ထိတွေ့လွယ်တယ်တမိုင်းမှာဒီလိုဖြစ်မှုတွေပတ်စံပေါ်တဲ့နေရာမှာဂျူးလူမျိုးရှိတယ်သူတို့ဟာကမ္ဘာနိုင်ငံသားတွေဖြစ်ကြတယ် တို့ဟာကဘာတခွေလုံးကိုအဆက်တွေလိုကြတယ်။စီးပွားရေးအလုပ်ဖြစ်တဲ့ဘသူနဲ့ဖြစ်ဖြစ်မိတ်ဆွေဖွဲ့တယ်။တို့ဟာပတ်စံရှာဖို့အတွက်အရက်လေးမျက်နှာကိုခရီးသွားကြတယ်။ဝယ်ကြတယ်၊ရှောင်းကြတယ်၊တည်မြဲတဲ့ဈေးကွက်ကိုမတောင်းကြဘူး။ကိုကိုကိုကဘာစီးပွားရေးသမားဖြစ်အောင်ဖန်နေတယ်။အရင်ရှင်စီးပွားရေးစနစ်ပုံပေါ်လာပြီးတော့နောက်ပိုင်းမှာတို့ဟာတည်တည်မမမကင်တော့ဘူး။ကမ္ဘာပံလုပ်ငန်းတွေငွေကြေးလုပ်ငန်းတွေစီးပွားရေးဈေးကွက်တွေချုပ်ကန်နေတဲ့အဆင့်ဖြစ်လာပါတယ်။သူတို့ကကမ္ဘာစီးပွားရေးသမားကြီးဖြစ်ပုံပေါ်ကြပါတယ်။ ဥပဒေသား၃ပတ်စံရှာနိုင်တဲ့ပညာသာဉာဏ်ပညာအစစ်ဖြစ်တယ်။ပတ်စံရှာတာများလီကောင်းလီပတ်စံရှာခြင်းအလို့ဟာမှန်ကန်တဲ့အလို့ဖြစ်ပြီးတဘာဝကြတဲ့အလို့လည်းဖြစ်ပါတယ်။ပတ်စံရှာနိုင်တဲ့အခွင့်အရေးကိုစွန့်လွတ်ခြင်းကိုအပြစ်လို့ရှုမြင်တယ်။ဖယားသခင်ရဲ့ပြစ်တင်ရှုတ်ရှာခြင်းကိုခံရလိမ့်မယ်လို့ယူဆတယ်။ကျူရရဲ့အယူအဆရပတ်စံတဲ့ဉာဏ်ပညာမှာဉာဏ်ပညာပုံမအရေးကြီးပါတယ်။ဒါကြောင့်လဲဆိုတော့ဉာဏ်ပညာဟာပတ်စံပုံမရှာဖွေစုဆောင်မိစေပါတယ်။ ။ဆိုလိုတာကပတ်စံရှာတဲ့ဉာဏ်ပညာသာဉာဏ်ပညာအစစ်ဖြစ်တယ်ဆိုတဲ့သဘောဖြစ်သွားပါလေ။ပတ်စံဟာဉာဏ်ပညာကို တိုင်းတာတဲ့ပေတံဖြစ်သွားပါလေ။သူတို့အယူဆရပတ်စံနဲ့ဉာဏ်ပညာပူးပေါင်းလိုက်မှသာပတ်စံဟာပတ်စံအသေးမဟုတ်တော့ပေ။ပတ်စံကိုပတ်စံပွားနေတဲ့ပတ်စံအရှင်ဖြစ်သွားမှာပါ။ဥပဒေသား၄အမျိုးသမီးကိုချိန်ပြပါ။ကျူးလူမျိုးစီးပွားရေးလုပ်တဲ့တမိုင်းအနှစ်၄000ရှိပါတယ်။သူတို့အတွေ့အကြုံအရယောက်ျားများဟာပတ်စံရှာတယ်။မိန်းမများဟာပတ်စံသုံးတယ် စီးပွားရှာတယ်ဆိုတာပတ်စံရှာတဲ့သူစီထက်ပတ်စံသုံးတဲ့သူများစီကိုအဓိကချိန်ရရပါတယ်။ဥပဒေသား၅ပါဇက်ကိုချိန်ရပါ။အစားသုံးတဲ့သက်ဆိုင်တဲ့လုပ်ငန်းကိုဆိုလိုပါတယ်။လုပ်ငန်းသီးအနေနဲ့ဟင်းသီးဟင်းရဆိုင်အသားဆိုင်ငါးဆိုင် အရက်ဆိုင် ကုံစုံဆိုင် ဆန်ဆိုင်တရေစားဆိုင်အသီးနှံဆိုင်စသည်တို့ပါဝင်ပြီးလုပ်ငန်းအကြီးအနေနဲ့ဟိုတယ်လုပ်ငန်းစားတော်ဆက်လုပ်ငန်းညကလေးညပွဲရုံလုပ်ငန်းအထိပါဝင်ပါတယ်။ ဒီလုပ်ငန်းများအားလုံးဟာအလုပ်ဖြစ်တယ်ဆိုတဲ့သဘောပါ။ဥပဒေသား6 98 20နဲ့အချိုးဂျူလူမျိုးတွေမှာအယိုးဆွနေတဲ့ဥပဒေသားအယူအဆတစ်ခုရှိတယ်။အဲ့ဒါကတော့98 20နဲ့အချိုးပါပဲ။အဲ့ဒီအချိုးကိုသူတို့ကတဘာဝနေရမှာလို့ခေါ်ပါတယ်။အသေးစိတ်ရှင်းပြဖို့မလွယ်ကူပါဘူး။အကျန်အဖြစ်သူတို့အယူအဆရ1ခန္ဓာကိုယ်ထဲမှာရင်းနဲ့အခြားတွဲရဲ့အချိုးဟာ98 20နဲ့အချိုးဖြစ်တယ်။2ဘယ်လုံငယ်ရှင်တအူးအတွက် ငွေချေးသူနဲ့ချင်းသားသူတို့ရဲ့အချို့ဟာ98နှစ်ဖြစ်တယ်။၃ချမ်းသာသူများနဲ့တာမန်သူများရဲ့အချို့ဟာလည်း20နှစ်98အချို့ဖြစ်တယ်။ပြောပြန်ပြောရရင် ပိုင်ဆိုင်တဲ့ဥစ္စာဒဏ္ဍာရီအချို့ဟာလည်း98အချို့20နှစ်ဖြစ်တယ်။ဒါကြောင့်မလို့ပတ်စံရှာတဲ့အခါမှာတာမန်ပြည်သူများရဲ့ပတ်စံကိုအာယုံပြုတင်တယ်လို့ချမ်းသာသူများရဲ့ပတ်စံကိုပုံမူအာယုံစိုက်တင်ပါလေ။စိန်ငယ်ပစ္စည်းအယောင်းဝယ်ဟာလုံးလုံးကောင်းတဲ့အယောင်းဝယ်ဖြစ်ပါလေ။၄ကုမ္ပဏီတစ်ခုမှာ 98ရာခိုင်နှုန်းရဲ့အောင်မြင်မှုဟာ22ရာခိုင်နှုန်းရဲ့စူးစမ်းအထောက်မှုကြောင့်ဖြစ်ပါတယ်။ငါအောင်မြင်သူတို့ဟာ98ရာခိုင်နှုန်းသောအချိန်ကိုလေ့လာသင်ယူကြပါတယ်။22ရာခိုင်နှုန်းအချိန်ကိုလက်တွေ့ဖော်ဆောင်ကြပါတယ်။6လူတယောက်ရဲ့အောင်မြင်မှုဟာ98ရာခိုင်နှုန်းသောအေးဂျူဆက်ဆံရင်းနဲ့22ရာခိုင်နှုန်းသော အိုင်ဂျူဉာဏ်ပညာတို့နဲ့သက်ဆိုင်ပါတယ်။ဂျူလိုမျိုးတို့ရဲ့အမြင်ရသဘာဝလောကကြီးတစ်ခုလုံးနီးပါး98 22အချုံနဲ့သက်ဆိုင်နေပါတယ်။ အဲ့ဒီအချို့ကိုအကြောင်းအရာတစ်ခုဆုံးဖြတ်ဖို့အတွက်ဥပဒေသာဖြစ်စဉ်းစားပါရယ်ဥပဒေသာခွန်အမျက်ယူခြင်းဟာတရားမျှတမှုရှိပါရယ်အကျိုးမျက်နှာကိုလိုက်ခြင်းဟာစီးပွားရေးသမားတွေရဲ့ပင်ကိုဗီဇဖြစ်တင်ပါရယ်စီးပွားရေးလုပ်တယ်ဆိုတော့အမျက်ကိုလုံးဝအခြေခံနေပါရယ်အမျက်ကြောင့်စုမိဆောင်မိခြင်းဖြစ်ပြီးခြေတာခြင်းကြောင့်စုမိဆောင်မိတာမဟုတ်ပါဥပဒေသာရှိကိုဆံမပြောခင်မှာလူတိုင်းမဖြစ်မနေတည်ထားရမှာလေးကိုပြောပြခြင်းပါရယ် ကျွန်တော်တို့အမှားမလုပ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ကြာရှုံးခဲ့တယ်။ Nokia CEO နောက်ဆုံးပြောသွားခဲ့တဲ့စကားဖြစ်ပါတယ်။ Nokia ဆိုတာကမ္ဘာထိပ်တန်းမိုဘိုင်းဖုန်းကုမ္ပဏီဖြစ်ပါတယ်။သူတို့အနေနဲ့ကမ္ဘာဈေးကွက်ကိုထိုးပေါက်ရယူထားနိုင်ခဲ့တယ်လို့အမှားလုပ်ခဲ့တာတွေလည်းမရှိပါဘူး။ Nokia ဘာကြောင့်ကြာရှုံးခဲ့တယ်လဲ။ကမ္ဘာကြီးကအရင်ကိုပြောင်းလဲနေပါတယ်။မနေ့ကနဲ့ဒီနေ့မတူတော့ပါဘူး။ဒီနေ့ထိတ်ကိုရောက်နေပြီမဲ့မနေ့ပြန်အောက်ကိုရောက်သွားနိုင်ပါတယ်။အမြဲတိုးတက်အောင်မလုပ်ဘူး။တင်ယူလိလာတာတွေမလုပ်ဘူးဆိုရင်နောက်ောက်ကြကျန်ခဲ့မှာပါပဲ။ နိုကီယာဟာသူ့လို့သူလုံနေခဲ့တာပါဒါပေမဲ့လုပ်ငန်းတိုင်းအတွက်အရေးပါတဲ့တည်ထွင်စမ်းသပ်မှုတွေကိုသူတို့မလုပ်နိုင်ခဲ့ဘူးနောက်တစ်ချက်ကပြိုင်ဘက်တွေအင်အားကြီးလာတယ်တင်ဟာတင့်မြိုင်ဘက်ကိုတတိထားမိလိုက်ပြီဆိုတာနဲ့တင်ကြရုံပါပြီဘာလို့လဲဆိုတော့သူတို့ကတင့်ထက်အဝေးကြီးကိုကြိုရောက်နေနေလို့ပါနိုကီယာအနေနဲ့ပြောင်းလဲတာတွေမလုပ်ဘူးနီလန်ဟောင်းအတိုင်းသွားခဲ့တယ်အဲ့ဒီချက်ကပဲသူတို့ကိုကြရှုံးစေခဲ့တာပါပြောင်းလဲဖို့မကြောက်ပါနဲ့ပြောင်းလဲဖို့ကြောက်နေရင်တင်ပြိုင်ဘဲတွေကနေထုတ်ပယ်ခံရပါလိမ့်မယ် အသေးသေးတော့အရာတွေကိုမလိလာခြင်းအဆင်ပြေပါသေးတယ်။ဒါပေမဲ့တင်းရဲ့ခံယူခြင်းနဲ့အတွေးတွေကိုမပြောင်းလဲနိုင်ရင်တော့တင်းကြရှုံးပါလိမ့်မယ်။ကိုရပြီးသားနေရာတစ်ခုမှာဆေးရဖြစ်ဖို့ခိုင်မြဲဖို့ဆိုရင်အမြဲလိလာနေရမယ်။မိမိရဲ့ကျွမ်းကျင်မှုတွေကိုလည်းပို့ပြီးတော့တိုးတက်တဲ့တိုးတက်အောင်လုပ်နေရမယ်။အလုံးလုံးနေုံနဲ့မပြီးပါဘူး။စကေးတွေကိုတမျိုးပြီးတမျိုးထက်ပြေးနေရမယ်။တခါတလေလောကမှာကျွန်တော်တို့ဘာအမှားမှမလုပ်ဘူး။ကိုယ့်ရဲ့စကေးတွေလည်းမလျော့သွားဘူး။ဒါပေမဲ့ပြန်ဆိုင်မှုပြင်းထန်တဲ့ယနေ့ခင်ကြီးမှာအမှားမလုပ်ယုံနဲ့ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို Nokia ကတက်တည်ပြလိုက်တာပါအသေးစမ်းတွေးဖို့စဉ်စမ်းမပြတ်သင်ယူကြဖို့ကိုယ့်ရဲ့စကေးကိုတီးတဲ့တူအောင်လုပ်ဖို့လိုလာပါပြီဘဝဆိုတာစပင်းစီးသလိုပါပဲအောင်မြင်မှုမှတ်တမ်းလေးတွေတတိုင်းမိတတိုင်းဖြတ်ကျုံနိုင်မှုအားထုတ်ပြီးတော့နင်းနေရမှာပါပဲမနေမင်းဆက်မလေးလာတော့ပဲကိုယ့်ရဲ့စကေးတိုးတက်လာအောင်ဆက်မလုပ်တော့ရင်တော့ကိုယ့်စပင်းမှောက်သွားမှာပေါ့ဒါကြောင့်ဘဝမှာအပြောင်းလဲတွေကရှိနေကြုံနေရမှာပါကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့ကတော့ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်ပဲမူတည်ပါလေ။ကိုစကေးတွေတိုးတက်ဖို့မတိတော်တွေတိလာဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကစာဖတ်တာပါပဲ။ဒါပေမဲ့အလုပ်တွေကိုယ်စီရှုပ်နေကြတဲ့အခါဘယ်သူမှနေတိုင်းစာမဖတ်ဖြစ်ဘူး။ဤပညာတွေတိုးတက်လာတဲ့စာတွေကိုကိုယ်တိုင်ဖတ်စရာမလိုဘူး။စာအုပ်တို့ကိုခမားဖတ်လိုက်ဖတ်တာဖတ်ပြီးသွားတယ်စာအုပ်ကပြီးကျင်တဲ့ဒီကအကြောင်းအရာတွေကိုမသိတာများပါတယ်။ဒီတော့ကျွန်တော်တို့အလီဘာဘာမှာကဘာကျော်စီးပွားရေးစာအုပ်တွေအောင်မြင်ရေးစာအုပ်တွေကြီးပွားရေးစာအုပ်တွေငွေကြေးပညာရေးစာအုပ်တွေကိုကိုယ်တိုင်ဖတ်စရာမလို့ စာအုပ်ရဲ့အစီအနှစ်တွေကိုကောက်နှုတ်ထားပြီးမြမပါတော်နဲ့ဖက်ပြတဲ့တည်တဲ့အစီအစဉ်ရှိပါတယ်။အလီဘဝါစာကြည့်တဲ့လို့ခေါ်ပါတယ်။အလီဘဝါစာကြည့်တဲ့မှာဆိုရင်ကဘာကျော်စာအုပ်တွေရဲ့အစီအနှစ်တွေကိုခမ ्या ကိုယ်တိုင်ဖတ်เสียရမလို့ကျွန်တော်တို့ကဖတ်ပြမှာဖြစ်ပါတယ်။အတန်ဖိုင်နေနဲ့ဖက်ပြတာမဟုတ်ဘဲရုပ်မြင်သံကြားရတဲ့ဗီဒီယိုဖိုင်နေနဲ့ကြည့်ရှုနားဆင်နေမှာဖြစ်ပါတယ်။အလုံးလုံးရင်အရင်ကောင်းမောင်းရင်စိုင်တန်ရင်နဲ့နားထောင်လို့ရမယ်။အတန်နဲ့တည်းမဟုတ်သေးပါဘူး။ဗီဒီယိုရင်းနဲ့ပါကြည့်ရှုနားဆင်နေမှာဆိုတော့ပို့လို့တောင်ကောင်းနေပါပြီ။ ခုမအားလဲအားတဲ့ချိန်နားဆင်လို့ရတယ်။ဒါကြောင့်လူချက်အရင်များတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။အလီဘာဘာစာကြီးတွေမှာကဘာကျော်စာအုပ်တွေရဲ့အနှစ်သာရတွေကိုကိုယ်တိုင်ဖတ်ပြတာဖြစ်ပါတယ်။ဒီတော့အချိန်ကုန်လဲတက်တာလူလဲတက်တာကဘာကျော်စီးပွားရေးငွေကြေးအောင်မြင်ရေးစာအုပ်တွေကိုဖတ်ပြီးသားဖြစ်သွားမယ်။အလီဘာဘာစာကြီးတွေမှာကရစဉ်ကဘာကျော်စာအုပ်အသစ်အစ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးရာသက်ပံတ िश ုနားဆင်နေမှာဖြစ်ပါတယ်။အလီဘာဘာစာကြီးတွေရဲ့အထူးခြားဆုံးချက်ကဘာလဲဆိုတော့အဖွဲ့ဝင်ကြီးတခါသွင်းမိတာနဲ့ ရာသက်ပံကြည့်ရှုနားဆင်ခွင့်ရမှာဖြစ်ပါတယ်။လစဉ်ငွေတွင်းစရာမလိုသလိုတစ်နှစ်တစ်ခါငွေတွင်းစရာမလိုဘူး။အဖွဲ့ဝင်ကြီးတစ်ခါတွင်းပြီးရင်ရာသက်ပံကဘာကျော်စာအုပ်တွေကိုကြည့်ရှုနားဆင်နိုင်မယ်ဆိုတော့အဖွဲ့ဝင်ကြီးဈေးအရန်ကြည့်တယ်လို့မထင်လိုက်ပါနဲ့။ခမရအင်ကြီးတထဲဖို့အပြင်တစ်ခါမုံသွားဆောင်ရင်ကုန်နှစ်ပမာဏလောက်ပဲကြားတင်ပါပါ။ဒီလိုကဘာကျော်စာအုပ်တွေကြည့်ရှုနားဆင်ဖို့ခမရအနေနဲ့ဖုန်းတစ်လုံးနဲ့အင်တာနက်ပဲလိုအပ်တယ်။ကျန်တာဘာမှမလိုအပ်ဘူး။ နောက်တစ်ချက်ကဒီလိုအလီဘာဘာစာကြီးတိုက်ကဗီဒီယိုတွေကို Facebook မှာပဲတိတက်နားဆင်ကြည့်ရှုလို့ရအောင်တရားစီစဉ်ပေးထားပါတယ်။အလီဘာဘာစာကြီးတိုက်ကိုအဖွဲ့ဝင်ဖြစ်ဖို့ဆိုရင်တက်တက်တာကြည့်ရှုနားဆင်ခွင့်အတွက်၄000ခွဲ့ချက်ကြားတင်ပါမယ်။အရန်ထူးခြားတဲ့နေလေးမှာအထူးစီစဉ်တစ်ခုလုပ်ပေးထားပါတယ်။ဒီနေ့အော်တိုဘာ12ရက်နေ့ဟာကျွန်တော်တို့အလီဘာဘာတီထောင်ခြင်းနှစ်နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ဒီတော့နှစ်သက်မှုအရန်ကိုများတဲ့အလီဘာဘာစာကြီးတိုက်ကို2500ကျပ်တင်နဲ့ဝင်ရောက်မှုခွင့်ပြုသွားမှာပါ။ ဒါပေမဲ့ promotion 2500တဲ့ promotion ဟာပရမအောင်အဖွဲ့ဝင်ကြီးတွင်းနေသူ10ဦးအတွက်ပဲဖြစ်ပါတယ်။တမတ်ထားတဲ့လူစင်းပြေးတာနဲ့4000ကျော်ကောက်ခံမှာဖြစ်ပါတယ်။အထူးနည်းရဖြစ်တာကြောင့်အထူးစင်းတို့နဲ့ပြေးတာဖြစ်ပါတယ်။လူအရေအတွက်ကန့်သတ်ထားတာမို့ promotion ကိုရယူဖို့ကျွန်တော်တို့အလီဘာဘာမက်ဆေ့ချ်မှာစာကြည့်တဲ့လူသားပေးပို့လိုက်ပါ။တက်တရာကဘာကျော်စောင်းတွေကိုဖတ်ရှုနားဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ခင်ဗျားကဖုန်းတစ်လုံးပဲလိုတယ်။ကျွန်တော်တို့ကကဘာကျော်စောင်းတွေကိုမြန်မာဘာသာနဲ့ခင်ဗျားကိုဖတ်ပြမှာပါ။ လူကျက်အရင်များတဲ့အတွက်ဥတုရပါမယ်။ဥရိတာရှိမှန်မှန်ကန်ကန်ဉာဏ်ပညာရှိပါသည်။ဇေဝရေးလောကဆိုတာစစ်မြေပြင်နဲ့တူတက်ပါလေ။လှင်မြန်ဖြစ်လိုက်ရတယ်။အဆုံးဖြတ်မြင်ရတယ်။အခြေအနေကိုခံမှန်းရပါလေ။နည်းနည်းလေးလစ်ဟာယုံနဲ့အခွင့်အရေးဆုံးရှုံးသွားတတ်ပါလေ။ဇေဝရေးလောကမှာဂျိုးတို့ဟာခြေတုံချတော့မရှိပါဘူး။သူတို့ဟာတိကျတေးကြပြီးလှင်မြန်ဖြစ်လက်ပါလေ။သူတို့ဟာအတွက်ချက်အလွန်ကောင်းတဲ့အတွက်ဆွေနွေးပွဲတွေမှာအလွန်တင်ကျင်ပြီးတော့ဆုံးဖြတ်ချက်အလွန်ခိုင်မာသူတွေဖြစ်ပါတယ် ဥပဒေသာကိုအခက်ခဲရဲ့နောက်ခဲ့မှာအခွင့်အရေးရှိတယ်။ကျူတို့ဟာတမိုင်းမှာနှစ်ပေါင်း1800တိတိတွာလာလှုပ်ရှားနေတဲ့လူမျိုးဖြစ်ရည်တည်ခဲ့တယ်။သူတို့ဟာကိုပိုင်နိုင်ငံမရှိခဲ့တဲ့အတွက်ကြောင့်တာမန်သူများထက်အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီရှိကြတဲ့ခရီးတစ်ချောင်းမှာသူတို့ဟာအခွင့်အရေးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းသွားတတ်ပါတယ်။ low profile နဲ့ရည်တည်သွားတတ်ပါတယ်။အခက်ခဲပေါင်းစုံကြားတွေကနေအသက်ရှင်ရည်တည်သွားတတ်ပါတယ်။အခက်ခဲရဲ့နောက်မှာအခွင့်အရေးရှိတယ်ဆိုတဲ့အယူအဆလေအဆိုပါအတွေ့အကြုံရဲ့အနှစ်သာရဖြစ်ပါတယ်။ ဥရေတာ30အချိန်ဟာရွှေကဲ့သို့တန်မိုးရှိတယ်။ဂျူရိုမှာအချိန်လာရောက်ဖြုံးတိသူများကိုအချိန်ကိုဓမြလာမတိုင်နေဆိုတဲ့စီးပွားရေးစကားပုံတစ်ခုရှိပါတယ်။အချိန်နဲ့ဟာရွှေကဲ့သို့တန်မိုးရှိတယ်။ကိုပိုင်အချိန်ကိုတန်မိုးထားတဲ့လို့သူများအချိန်ကိုလည်းမဖြုံးတိတဲ့မှာအချိန်ကိုဖြုံးတိခြင်းဟာရိုင်းဆိုင်တဲ့အပြုမှုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ time is money အချိန်ဟာပတ်စံဖြစ်နေလို့ပါ။ဥပဒေသား7တရင်ဥတီအခွင့်အရေးဥကိုဖြစ်ပေါ်စေတယ် စီးပွားရေးလောကမှာအနိုင်ရှုံးဆိုတာလက်ဦးမှုနဲ့ဒရိုက်တက်ဆိုင်ပါတယ်လက်ဦးမှုဆိုတာတည်င်းဦးကနေရရှိလာပါတယ်ဥပရိသစနစ်စာချုပ်စာတမ်းဟာဖျားတကယ်နဲ့သဘောတူညီထားတဲ့အချက်တိုင်းလိုပဲလေးစားတယ်ဂျူလူမျိုးတို့ဟာစာချုပ်လူမျိုးဖြစ်ပါတယ်သူတို့ဟာစာချုပ်မချုပ်စုံမီမှာစာချုပ်ကိုအသေးစိတ်လေ့လာတတ်ပြီးချုပ်လိုက်ပြီဟဲ့ဆိုတာနဲ့ဘလောက်ပဲနစ်နာနစ်နာစာချုပ်ကိုလည်းမဖောက်ဖြတ်တော့ပါဘူးသူတို့ဟာနှုတ်ကရီထက်စာချုပ်ကိုအလေးထားပါတယ်စာချုပ်ကိုဖျားတကယ်နဲ့သဘောတူညီထားတဲ့အတိုင်းလေးစားတတ်ပါတယ် ဥပဒေသ73စီးပွားရေးဟာစီးပွားရေးပါစီးပွားရေးလုပ်ငန်းဆိုတော့စီးပွားရေးဆိုင်ရပါတယ်စီးပွားရေးမှာဖောက်တည်တာရှိတယ်အမျိုးမရှိပါစီးပွားရေးနဲ့ထုတ်ကုန်ဆိုတာပဲရှိတယ်ထုတ်ကုန်ရဲ့တဘာဝအရတန်မှုတက်အောင်သာစူးစမ်းရပါတယ်ဥပဒေပေါင်းတွင် ဖြစ်ရမယ်အကျိုးမြတ်ကိုသာအာရုံစက်ရမယ်ဂျူတို့ဟာလူမျိုးကိုလွယ်လွယ်နဲ့မယုံလွယ်သလိုအားလဲမနာတဲ့ပါအနာတချင်းကိုစိတ်တဲ့အာနေချေတမျိုးဖြစ်တယ်လို့ယူဆပါတယ်။အားလုံးမှန်ကန်တယ်လို့မဆိုလိုပါ။ ဇာဟုကကောင်းတို့ဘာသာပြန်ထားခြင်းဖြစ်တဲ့အတွက်ပြည့်ပြည့်စုံခြင်းလည်းမရှိပါစိတ်ရှိရှိကြည့်ရှုသူများအတွက်တစ်ချက်တည်းအထောက်အကူဖြစ်ခဲ့ရင်ရေးသားရကြုံနေပါပြီအားလုံးကိုကျေးဇူးပါ